စ조사တဲ့အတိုင်းဝန်ဖြစ်ရမယ်တက်ကြွတဲ့အတိုင်းဝန်ဖြစ်ရမယ်တာဝန်ယူတတ်တဲ့အတိုင်းဝန်ဖြစ်ရမယ်ဥရလူငယ် life ကတိတ်ပြီးပျော်ရွှင်စရာကောင်းတဲ့ life ကိုဖြတ်တန်းခဲ့ရတာမဟုတ်ဘူးကိုသာလူငယ်တယောက်အနေနဲ့ရှင်သန်ရက်တည်ပြီးတော့အကောင်းဆုံး조사ခွင့်ရကျင်တဲ့လူငယ်တွေအတွက်ပေါ့နော်သူ့ရဲ့ပတ်ဝန်းကျင်အတိုင်းဝန်ကိုဘယ်လိုပုံစံမျိုးဖြစ်စေချင်ပါလဲ ။ပတ်ဝန်းကျင်အတိုင်းဝိုင်းကအမှန်တမ်းပြောလို့ရှိရှင်စူးစမ်းတဲ့အတိုင်းဝိုင်းဖြစ်ရမယ်။တက်ကြွတဲ့အတိုင်းဝိုင်းဖြစ်ရမယ်။တာဝန်ယူတတ်တဲ့အတိုင်းဝိုင်းဖြစ်ရမယ်။မှန်ကန်တဲ့အတွေးအခေါ်တွေနဲ့ရှင်းတန်နေတဲ့အတိုင်းဝိုင်းဖြစ်ရမယ်။မှားတာတွေ့ရင်ပြင်တတ်တဲ့ဟာဖြစ်ရမယ်။ဥပမာဆိုလို့ရှိရင်ဟိုဒီမီသားစုကိုပြောလို့ဒါမကောင်းတာယူရတော့မဟုတ်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုကြီးပြင်လာတဲ့အခါမှာအမေတွေဖေတွေကိုကျေးဇူးတင်တာတခုတော့ရှိတယ်။ဘာလဲဆိုတော့ကိုချရာဘောကိုရက်တီနိုင်အောင်ကိုကိုအရန် ။မှန်တယ်မြန်သူတို့ဟာသူတို့လည်းသူတို့ကိစ္စနဲ့သူတို့လုံးမပြီးရှုပ်ပြီးတော့ကို့ကိုလည်းလွတ်လပ်မှုလွတ်လပ်မှုဆိုတာထက်ဘယ်လိုပြောမလဲဟိုကိုချရာကိုရက်တည်နိုင်အောင်လို့အကုန်လုံးတင်ပေးခဲ့တယ်။ကိုယ်တိုင်လှုပ်တတ်အောင်ကိုယ်တိုင်သွားတတ်အောင်ကိုယ်တိုင်လှုပ်တတ်အောင်တင်ပေးခဲ့တဲ့အခါမှာကျတော့အမေတွေအဖေတွေကဘယ်လိုလဲဆိုတော့ကလေးကိုကလေးဆိုပြီးတော့ပဲတောက်လျှောက်လှုပ်လာတာမဟုတ်ဘဲနဲ့လူကြီးဖြစ်ဖို့ပြင်ဆင်ပေးလိုက်တဲ့အထဲမှာပါတယ်ပေါ့။ဥပမာဆိုလို့ရှိရင်တချို့မြန်မာပြည်မှာများသောအားဖြင့်မြင်နေရတာကလေးပဲကလေးပဲအသက်အစိတ်တီကလေး ပြီးတဲ့ပြီးအသက်စိတ်ထိတဲ့ကလေးလည်းပြီးတဲ့ပြီးယောက်ျားမြူသေးဘူးလားမိန်းမမြူသေးလားဆိုပြီးတော့ဒီကလေးတွေကိုအိမ်အောင်ကြီးချပေးလိုက်ကြတယ်။ဒီအဲ့ကလေးတွေကတခါပြန်ပြီးကလေးတွေပြန်မွေးတယ်။ကိုသားသမီးကိုကိုထားခဲ့တဲ့အခါမှာဒီသားသမီးကကလေးအနေနဲ့ဘာမှမသိဘဲနဲ့ဘဝကိုဆက်လက်ပြီးတော့ရှောက်ရှောက်လန်းမလားဓမ္မမဟုတ်လို့ရှင်လူကြီးတယောက်အနေနဲ့ဘာကိုပဲလာလာဝေဖန်ပိုင်းခြားတတ်တဲ့ဒီဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ဒီလူကြီး mindset ပေါ့ကလေး mindset ဆိုတာလုံးချင်တာလုံးတဲ့ mindset လေလူကြီး mindset ဆိုတာစင်ကျင်တုံတရားအပြည့်အဝရှိတဲ့လူကြီးတရားအနေနဲ့ကိုသားသမီးကိုမြင်ချင်လားဒါမှမဟုတ်လို့ရှိရင်ကိုသားသမီးကိုဘာမှမတိမတက်နားမလဲပဲနဲ့အလိုက်ကန်းစိုးမတိတဲ့ကလေးတွေအနေနဲ့ပဲအသက်ကြီးသွားတဲ့ဟိုကလေးကြီးတွေအနေနဲ့မြင်ချင်လားဆိုတာဒါမိဘတွေဒီအချိန်မှာအရန်ကိုမေးဖို့အချိန်ရောက်ပြီပေါ့